ဂျပန်နိုင်ငံမှာအပန်းဖြေနေဂျပန်လူမျိုးတွေရဲ့ချီးကျူးခြင်းကိုခံနေရတဲ့ဝန်မုံရွှေရင်မြန်မာနိုင်ငံကနေဂျပန်နိုင်ငံမှာအပန်းဖြေခီးထိုင်နေဂျပန်နိုင်ငံကပရိသတ်တွေရဲ့ချီးကျူးအတိမတ်ပြုခြင်းကိုခံနေရတာကတော့တရုတ်ဆောင်မင်းသမီးလေးဝန်မုံရွှေရင်ပါဝန်မုံရွှေရင်ခင်မွန်းတဲ့တထေးကိုနိုင်ဖြိုးချော်တို့ဟာခုချိန်မှာဂျပန်နိုင်ငံကိုအလဲပတ်ခီးထွက်နေကြတာဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းဝန်မုံရွှေရင်ရဲ့ခင်မွန်းတဲ့တထေးကိုနိုင်ဖြိုးချော်ဟာမြန်မာနိုင်ငံရဲ့ချမ်းသာဆုံးလူငယ်စီးပွားရေးလုပ်ငန်းရှင်တို့ပါသူဖြစ်တော့တထေးဦးနိုင်ဖြိုးချော်ဟာ မြန်မာနိုင်ငံနေရာနှံ့ပြားမှာစီးပွားရေးလုပ်ငန်းတွေများစွာကိုဦးစီးကအောင်မြအောင်လှုပ်ဆောင်နိုင်လို့မြန်မာနိုင်ငံမှာအချောဆုံးအလှဆုံးအောင်မြင်ဆုံးတရုတ်ဆောင်မင်းမီဝန်းမုံရွှေကိုလက်ထပ်ထားတာဖြစ်ပါတယ်။တထေးကြီးကိုရိုင်းဖြိုးကျော်ဟာသူ့ရဲ့ခြေစနေလေးဝန်းမုံရွှေကိုတိတ်ကိုချစ်ပြီးတော့အလိုလိုက်တာပါ။တထေးနိုင်ဖြိုးကျော်ဟာဝန်းမုံရွှေကိုအမှုပညာလုပ်တဲ့စိတ်တိုင်းကြောင်လှုပ်ခွင့်ပေးထားတယ်လို့နောက်ွယ်ကနေကူညီပံ့ပိုးပေးနေတာဖြစ်ပါတယ်။ဒါအပြင်ဝန်းမုံရွှေစင်မြန်းဖို့တံပိုးကြီးရတနာတွေကိုလည်းစင်ထားတာဖြစ်ပါတယ်။ ခုခါမှာတော့ဇနီးကျော်လေးဝန်းမုံရွှေပြင်ပန်းနေလို့ဂျပန်နိုင်ငံကိုခေါ်သွားတာပါထို့ပြင်တော့ဝန်းမုံရွှေကခုလက်တော်မှာအမှုပညာလုပ်တွေမနာရန်လုပ်နေရတာပါဝန်းမုံရွှေက promotion ပွဲတွေကြောင်းကြတဲ့ရုပ်ရှင်ရိုက်ကူးမှုတွေနဲ့မအောင်လနိုင်အောင်ဖြစ်နေတာဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းဝန်းမုံရွှေရဲ့တင်ပြေရုပ်ရှင်စကားဝဝကွဲအောင်ပေါက်ခဲ့တယ်လို့ဝန်းမုံရွှေဟာအကယ်ရီစုကိုရရှိထားတာဖြစ်ပါတယ်အဲဒီနောက်ပိုင်းမှာတော့ဝန်းမုံရွှေကအမှုပညာလုပ်တွေဇက်တိုက်ရောလောက်ကင်နေရတာပါဒါအပြင်မြန်မာနိုင်ငံကငလင်မင်းကြောက်တော့လေဝန်းမုံရွှေကပဲကုညီပြီးတော့ ကိုရိုင်းကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ပေးနေတာပါ။ဝင်းမုံရွှေဟာငလင်ပေးတင်ပြည်သူတွေအတွက်ရမုံဝေပွဲမှာလည်းပါဝင်ကူညီနေတာဖြစ်ပါတယ်။ဒါကြောင့်လည်းဝင်းမုံရွှေဟာတော်တော်လေးကိုစိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရပါတော့။ဒီလိုအခြေအနေကြောင့်လည်းခုခါမှာတော့ဝင်းမုံရွှေရဲ့ခင်ဝန်တဲ့ဟာသူ့ရဲ့ချစ်စနီးကြောင်းလေးကိုဂျပန်နိုင်ငံကိုခေါ်သွားတာပါ။ဂျပန်နိုင်ငံမှာတော့ဝင်းမုံရွှေကအပြစ်ကင်းစင်တဲ့ကလေးလေးတယောက်လိုမျိုးပျော်ရွှင်မြို့သူစွာလဲပတ်နေခဲ့တာဖြစ်ပါတယ်။ဆိုပါဓာတ်ပုံတွေကိုလည်းအင်တာနက်ပေါ်မှာမျှဝေလာတာပါ။ ။ဒါပေမဲ့မှဆိုရင်လည်းဝမ်မုံရှင်ဟာဂျပန်နိုင်ငံကလှပတဲ့ cherry ban နေတဲ့တို့ကျွေးရောင်းဝလေးအလားမိုးပေါ်ကနှက်သက်ကြည့်ပြီးဆင်းလာတဲ့နှက်သမီးလေးလားလှပနေရကိုတွေ့မြင်ရတာပါ။ထို့ပြင်တော့ဝမ်မုံရှင်ရဲ့ဖြူခွေးတဲ့အသားကြီးလှပကြော်ရှင်းမှုတွေကြောင့်ဂျပန်နိုင်ငံလူတွေအားလုံးကလည်းပြန်လဲပြီးတော့လှိတ်ကြည့်နေရတယ်လို့ဆိုပါတယ်။ထို့ပြင်တော့ဂျပန်နိုင်ငံသားတွေကဒီမျိုးသမီးလေးကလှလိုက်တာဂျပန်နိုင်ငံကရုပ်ရှင်တရုပ်ဆောင်မင်းသမီးလားစသဖြင့်အန်အော်ဒစီနဲ့ဖြစ်နေရတယ်လို့သိရတာပါ။အခုဆိုရင်ဝမ်မုံရှင်ဟာ ဂျပန်နိုင်ငံရဲ့နာမည်ကြီးထင်ကြီးနေရာတွေမှာခင်မောတဲ့နိုင်ဖြိုးကြောင့်တဲ့တူကြောရှင်စွာရှောင်းလင်နေရဖြစ်ပိုင်းခလိုဝုံမုံရွှေတယောက်တနေ့တခြားလှပပြီးတော့ချစ်စရာကောင်းနေရကလည်းအိမ်တော်မရွေးချယ်တာမှန်ကန်ခဲ့ကြောင်းလို့ဆိုရမှာပါသူပြေတော်ဝုံမုံရွှေကချစ်စရာကောင်းပါတယ်ဆိုရင်ဂျပန်မာလီထက်အစပေါင်းများစွာတာလွန်နေသူမရဲ့အလှပနဲ့ချစ်စရာကောင်းမှုနေကြောင်းဂျပန်နိုင်ငံသားတွေတောင်ငေးမောနေရလို့ဆိုရင်ဒါကြောင့်လဲဝုံမုံရွှေကိုအရှင်နဲ့ပြန်မှာမြင်လိုက်ရတဲ့ဂျပန်နိုင်ငံသားတွေဟာ မြန်မာနိုင်ငံကရုပ်ရှင်တရုတ်ဆောင်မင်းမီကလန်ဒန်သမီးအလာဘီယမနဲ့တူတဲ့ဆိုပြီးချီးကျူးရတဲ့ထီပါမယ်။ဂျပန်နိုင်ငံသားတွေဟာမြန်မာနိုင်ငံကရုပ်ရှင်တရုတ်ဆောင်မင်းမီလှည့်တာဆိုပြီးချီးကျူးကြတာပါ။ယခုချီးကျူးနေကြတဲ့ပရိသတ်တွေကရောဂျပန်နိုင်ငံမှာပျော်ရွှင်စွာလေပတ်နေတဲ့ဝန်မှုရှိပေါ်မှာမိမိတို့ရဲ့မြင်လေးရှင်လည်းပြောသွားကြပါအောင်ရှင်။